ကျောက်ဖြူမြို့မင်းထက်တောင်ရွာအနီးတိုက်ပွဲမှာစစ်ကောင်စီတပ်ကတိုင်းစစ်ဦးစီးမှုပထမတန်းဒုတိယဗိုလ်ဘူးကြီးကျော်လင်းကြိုင်အပါအဝင်စစ်တုံးမှန်းအများပြားကိုလက်နက်ခဲယမ်းနေတဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်။ဒေတာတွင်ရခိုင်မီဒီယာတွေမှာအဲ့ဒါလိုဖော်ပြထားတာဖြစ်ပါတယ်။အရခတက်တော် AA နဲ့စစ်ကောင်စီတပ်တို့မနေ့နေ့လယ်ပိုင်းကဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာဖမ်းဆီးမိခဲ့တာပါ။အခုရပိုင်းအတွင်းကျောက်ဖြူတိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကစီရေးရှုံးနိမ့်မှုတွေများနေပါတယ်။ တိုက်ပွဲအတွင်းထွက်ပြေးတဲ့သူတွေအများအပြားရှိနေပြီးတော့အဲ့ဒီထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်သားတွေကိုအာရခတပ်တော် AA ကနေ့စဉ်ဖမ်းဆီးရရှိနေတယ်လို့သိရပါတယ်။ဒါအပြင်အာရခတပ်တော် AAC ကိုလက်နက်နဲ့ရောလက်နက်မဲ့ပါတပ်ရင်းလိုက်အလင်းဝင်လာတဲ့စစ်ကောင်စီတပ်သားတွေရှိတယ်လို့လည်းသတင်းထုတ်ပြန်ချက်တွေမှာဖော်ပြထားပါတယ်။ကြောက်ဖြူတိုက်ပွဲတွေဟာတရုတ် gas pipeline နဲ့မီတာ6000အကွာမှာဖြစ်နေတာလို့လည်းဆိုပါတယ်။ ကျောက်ဖြူနှမ်းဖဲတောင်တိုက်ပွဲမှာကြက်သွားတဲ့ဗျူဟာမူဗိုလ်မှူးချုပ်ကျော်မျိုးအောင်ရဲ့နာရေးဖိတ်စာလူမှုကွန်ရက်မှာပြန့်နှံ့လာပါတယ်။ကျောက်ဖြူနှမ်းဖဲတောင်တိုက်ပွဲအတွင်းအရခတ်တပ်တော် AA ရဲ့စနိုက်ပါအဖွဲ့ပစ်ခတ်မှုကြောင့ စစ်ကောင်စီတပ်တမတ်၁၁အချင်းမြန်တရင်ဌာနချုပ်ကဗျူဟာမူဘုံမူးချုပ်ကျော်မျိုးအော်ဟာမေလ29ရက်နေ့မှာတေဆုံသွားခဲ့တာဖြစ်ပါတယ်။အဲဒါလိုကြာဆုံးသွားခဲ့ပေမဲ့စစ်ကောင်စီကတရင်အတီမပြူဘဲဖုံးဖိထားခဲ့ပါတယ်။ဒီနေ့မေလ31ရက်နေ့မှာတော့မိသားစုကဖိတ်ကြားတဲ့နာရေးဖိတ်စာထွက်ပေါ်လာတဲ့အတွက်အလိုလိုအတီပြူပြီးသားဖြစ်သွားပါတယ်။နာရေးရဲလည်းကိုအမတ်၁၁အချင်းမြန်တပ်မတ်ဌာနချုပ်အင်းတိုင်မှာပြုလုပ်ခဲ့ပါတယ်။တေဆုံသွားတဲ့စစ်ကောင်စီတပ်အရာရှိတွေကိုနှစ်သိမ့်တဲ့အနေနဲ့ယာဒူးတဆင့်တိုးပေးတာတွေကိုလုပ်နေကြောင်းလဲ။ မြန်မာ Defense and Security Institute MDSI ကထုတ်ပြန်ထားပါတယ်ဘုံမူကြီးအဆင့်နဲ့ကြာဆုံးသွားတဲ့ကျော်မျိုးအောင်ဟာနာရေးဖိတ်စာပေါ်မှာတော့ဘုံမူချုပ်ဖြစ်သွားပါပြီစကိုင်းမြို့နယ်ကရွာတွေကိုစစ်ကောင်စီကစစ်ကြောင်းထိုးတာတွေလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်ပြီးတော့ပြည်သူအများအပြားကိုလည်းတစားကန်းအဖြစ်နဲ့ဖမ်းဆီးနေတယ်လို့ဒေတာတွင်မှာရှိတဲ့ပြည်သူတွေကပြောကြပါတယ် ဒီနေ့မေလ31ရက်နေ့နေ့လယ်7:28မိနစ်အချိန်မှာစကိုင်းတိုင်းကောင်းမှုတော်ဖရာဝင်ရုပ်စုံကွင်းထဲကနေပြီးတော့မြောက်ဖက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်ယူတဲ့လို့ဆိုပါတယ်။ဒါအပြင်မနေ့ကမေလ30ရက်နေ့မှာလည်းစကိုင်းမြို့အနောက်ချမ်းမှာရှိတဲ့ရွာတွေကပြည်သူ60ကျော်ကိုစစ်ကောင်စီတပ်သားအင်အား400လောက်နဲ့စစ်ကြောင်းထိုးဖမ်းဆီးထားပြီးတော့ဒီနေ့မှာတော့ငါးတက်ကြီးဖရာကနေပြီးတော့အနောက်ဖက်ချမ်းကိုလက်နက်ကြီးနဲ့တစ်ချက်ပစ်ခတ်ခဲ့ပါတယ်။စကိုင်းမြို့ငါးတက်ကြီး ဖျားအနောက်ဖက်ရွာတွေဖြစ်တဲ့တလွန်ဖြူရွာတဲကြီးရွာစင်မြေရွာဒေါမမရွာတွေကိုလည်းစစ်ကောင်စီတပ်ကဝင်ရောက်ပြီးတော့ပြည်သူအများပြားကိုဖမ်းဆီးထားပါတယ်ရေဝန်တဆယ်မှာရှိတဲ့ရွာတွေကိုလည်းစစ်ကောင်စီတပ်မှ33ကနေပြီးတော့ short တိုက်တုံးရှစ်လုံးပြစ်ခတ်ခဲ့ပါတယ်စစ်ကောင်စီလက်အောက်ခံစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံကပ္ပစတွေဟာလက်ရှိပြည်တွင်းစစ်ကာလမှာအရက်သားပြည်သူတွေကိုတပ်ဖြတ်နေတဲ့စစ်လက်နက်နဲ့အသုံးဆောင်ပစ္စည်းတွေ ထုတ်လုပ်နေတဲ့သွေးစွန်းလက်တွေဖြစ်တဲ့အတွက်ကြောင့်နိုင်ငံတကာကနေပြီးတော့အရေးယူပေးဖို့တမာ Institute ကနေပြီးတော့တောင်းဆိုလိုက်ပါတယ်တမာ Institute ဟာစစ်ကောင်စီရဲ့ဆောင်ရွက်ချက်တွေနဲ့ဆေးရဆွေးမှုတွေကိုလေ့လာစောင့်ကြည့်နေတဲ့အဖွဲ့ဖြစ်ပြီးတော့စစ်ကောင်စီလက်အောက်ခံကပစရိအကြောင်းကိုတနက်များနောက်ွယ်မှသွေးစွန်းလက်များဆိုတဲ့နာမည်နဲ့အစီရင်ခံစာထုတ်ပြန်ထားပါတယ်အဲ့ဒီအစီရင်ခံစာထဲမှာကပ္ပစရိအကြောင်းနဲ့ကပ္ပစရိကိုဥဆောင်နေတဲ့အရာရှိတွေဆက်ရုံမှုတွေအကြောင်းကိုအသေးစိတ်ဖော်ပြထားပါတယ်။အထူးသဖြင့် EU နဲ့ Australia နိုင်ငံတို့က အမေရိကန်ပြည်ထောင်စု UK နဲ့ကနေဒါနိုင်ငံတွေနီးတူ ကပ္ပစနဲ့ကပ္ပစအရာရှိတွေအပေါ်မှာကိုဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ပေးဖို့တောင်းဆိုထားပါတယ်။ရန်ကုန်တိုင်းစစ်မှုဇုံတွေကဆက်ရုံအလုပ်သမားတွေဟာလောက်ခတုံးမြင့်ပေးဖို့အလုံမစင်းပဲသဘိမ့်မောက်တောင်းဆိုနေကြပါတယ်။ရှေ့ပြည်သာမြို့နယ်တာတုကန်စစ်မှုဇုံဗရမများလမ်းမှာရှိတဲ့ Bontech Manufacturing Garment Company Limited က ဆက်ရုံအလုပ်သမားတွေဟာမေလ29ရက်နေ့ကလေးကအလုံမစင်မနဲ့တောင်းဆိုသတိမှောင်နေတာဖြစ်ပြီးတော့ဒီနေ့ဟာတတရမြောင်နေ့ဖြစ်ပါတယ်။ဝါဒရာဆက်မှုဆိုမှလဲ joint time အထက်ချုပ်ဆက်ရုံအလုပ်သမားတွေကအ ਨੇ ဆုံးလောက်ခတိုးမြင့်ပေးဖို့မေလ30ရက်နေ့ကနေပြီးတော့စတင်တောင်းဆိုသတိမှောက်ခဲ့တဲ့အတွက်ဒီနေ့ဟာဒုတိယမြောင်နေ့ဖြစ်ပါတယ်။အလုပ်သမားတွေတောင်းဆိုနေကြတာကတော့အ ਨੇ ဆုံးလောက်ခတရက်ကို1300ကျပ်ပေးဖို့နဲ့ ODG အပါဝင် တခြားခန်းစား권တွေကိုပါတုံ့မြစ်ပေးဖို့ဖြစ်ပါတယ်။ရွှေပြည်သားမြို့နယ်ဝါတရားစက်မှုစုံနဲ့မှာလဲ GTIG ခေါင်းဟွာ Glory ဆက်ရုံအမှတ်နှစ်ကမေလ23ရက်နေ့မှာလောက်ခတုံ့မြစ်မှုသပိတ်ပေါက်တောက်ဆုတ်ခဲ့ပြီးတော့ရက်အနှဲငယ်အကြာမှာပဲ GTIG တစ်ကပါအလုံးစင်းမဲ့နဲ့တောက်ဆုတ်သပိတ်ပေါက်ခဲ့ပါတယ်။ဒီနေ့မေလ30ရက်နေ့မှာတော့အဲ့ဒါလိုသပိတ်ပေါက်တောက်ဆုတ်မှုတွေကြောင့် GTIG 1နှစ်အပါဝင် GDIG ဝင်းတဲ့ကစက်ရုံ9ခုစလုံးမှာရှိတဲ့အလုပ်သမားတွေအတွက်တရက်လောက်ခ11500ကျပ်အထိစက်ရုံဘက်ကတိုးပေးခဲ့တဲ့အတွက်သိမ်းမောက်တောင်းဆိုမှုတွေအောင်မြင်ခဲ့ပါတယ်။မြန်မာခရိုင်တောင်သာမြို့နယ်တနေရာမှာတောင်သာမြို့ဘော်ကနေစစ်ကူထွက်လာတဲ့စစ်ကောင်စီကားနှစ်စီးကိုဂျားပြတ်တိုက်ခတ်ခဲ့ပြီးတော့စစ်သား2ယောက်အသေးတယောက်အရှင်ဖမ်းမိခဲ့တယ်လို့တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပကဒီကနေ့သတင်းထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့မေလ29ရက်နေ့ညနေပိုင်းမှာတောင်သာမြို့ပေါ်ကနေဝဲလောင်တိုက်နယ်ကိုစစ်ကူထွက်လာတဲ့စစ်ကောင်စီတပ်သား10ဦးပါအန်စာတုံးကားတစ်စီးနဲ့တပ်သားအယောက်20ပါဆယ်ဘေးကားတစ်စီးတို့ကိုတောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကကြားဖြတ်တိုက်ခိုက်ခဲ့တာပါတိုက်ခိုက်မှုအတွက်မှာအန်စာတုံးပေါ်မှာပါတဲ့စစ်သားတွေလွတ်မြောက်သွားခဲ့ပေမဲ့ဆယ်ဘေးကားကိုတော့ထိထိမိမိတိုက်နိုင်ခဲ့တဲ့အတွက်ကြောင့်ကားပေါ်မှာပါတဲ့စစ်သားတွေထိခိုက်ဒဏ်ရာရချပြီးတော့တချို့လည်းကစင်ကလေးအထွက်ပြေးကုန်ကြတယ်လို့ဆိုပါတယ် ကင်းဒီမျိုးသားကာကွယ်ရေးတပ် KNDF ဖွဲ့စည်းခြင်း၄နှစ်ပြည့်ဖြစ်တဲ့ဒီနေ့မှာကင်းဒီတော်လှန်ရေးအဖွဲ့အစည်းအသီးသီးမြောက်ပိုင်းညီနောင်၃ပုံအပါအဝင်တော်လှန်ရေးအဖွဲ့အစည်းတွေကတောင်းလွာပေးပို့ခဲ့ကြပါတယ်။ယာရုအာနာနဲ့ထောက်ပံ့ပစ္စည်းတွေကိုအလွဲသုံးစားမလုပ်ဖို့ KNDF KA စေဦးစီချုပ်ဗိုလ်ချုပ်အောင်မြတ်ကဒီကနေ့မှာပဲသတိပေးပြောဆိုခဲ့တယ်လို့ရန်သူရဲ့သွေးခွဲစကားတွေနဲ့အမျိုးသားညီညွတ်ရေးထိခိုက်စေမဲ့ပုံကိုတချို့ကိုသတိထားဖို့လဲ တိုက်တွန်းပြောကြားသွားပါတယ် KNDF ကိုစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာဖွဲ့စည်းခဲ့တာဖြစ်တဲ့အတွက်တပ်တန်းအမှုဆုံး KND တော်လန်ရေးအဖွဲ့တဖွဲ့လို့ဆိုရမှာဖြစ်ပေမဲ့လက်ရှိတော်လန်ရေးကာလဆောင်ရွက်ချက်တွေကြောင့်နာမည်ကျော်ကြပြီးတော့ KND မှာရောမြန်မာတိုင်းနိုင်ငံလုံးမှာပါလေးစားအသိမှတ်အပြုခံရတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ နျူကလ িয়ার စာချုပ်နဲ့ပတ်သက်ပြီးတော့ပြန်လည်ညှိနှိုင်းမှုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကကမ်းလှမ်းတာကိုလက်ခံလိုက်ပါလို့ Saudi Arabia ကာကွယ်ရေးဝန်ကြီးကအီရန်ကိုတိုက်တွန်းလိုက်ပါတယ်။အဲ့ဒါလို့လက်ခံမှသာအစ္စရေးနဲ့စစ်ဖြစ်နိုင်လောက်တဲ့အန္တရာယ်ကိုရှောင်ရှားနိုင်လိမ့်မယ်လို့သူကဆိုပါတယ်။ဒါပေမဲ့အီရန်ကတော့သူတို့ရဲ့နျူကလ িয়ার တပ်ဆင်ရေးလုပ်ငန်းကိုရပ်တန့်မှာမဟုတ်ဘူးလို့ Saudi Arabia ကိုတုံ့ပြန်ပြောဆိုပါတယ်။သမ္မတထရန့်ကလည်းညှိနှိုင်းဆွေးနွေးလို့မရရင်စီရီးနည်းနဲ့အသုံးပြုဖိအားပေးမယ်လို့ချိန်ချောက်ထားပါတယ်။အီရန်နဲ့ Saudi Arabia ဟာအရှေ့အလယ်ပိုင်းအာရဗ်ကမ္ဘာရဲ့ အင်အားကြီးနှစ်နိုင်ငံဖြစ်ပြီးတော့ပြိုင်ဘက်နိုင်ငံကြီးနှစ်နိုင်ငံလည်းဖြစ်ကြပါတယ်။ Saudi Arabia နိုင်ငံဟာအစင်လာအဖြစ်အမေရိကန်ရဲ့မဟာမိတ်နိုင်ငံဖြစ်ပါတယ်။ Drone လက်နက် AI နဲ့တခြားနည်းပညာအသစ်တွေကစစ်ပွဲတွေကိုလုံးဝအသွင်သဏ္ဍာန်သစ်အဖြစ်ဖန်တီးနေတယ်လို့ပြည်ထောင်နိုင်ငံရဲ့သုံးသက်ချက်စာတမ်းတစ်စောင်မှာဖော်ပြထားပါတယ်။စာမျက်နှာ130ပါတယ်။အဲ့ဒီသုံးသက်ချက်အချို့ကိုတနင်္လာနေ့မှာအပြစ်သက်ထုတ်ဝေမှာဖြစ်ပေမဲ့သတင်းအချက်တချို့ ြိုတင်ထွက်ပေါ်လာတာဖြစ်ပါတယ်။အဲ့ဒီသုံးသက်ချက်မှာရုရှားရဲ့အန်ဒီကိုဖြစ်တဲ့ဝင်ကြီးချုပ်ခီယာစတမာကသတိပိတ်ထားပြီးတော့ယူကရိန်းစစ်ပွဲကိုလေ့လာသင်ခန်းစာယူဖို့လိုအပ်တယ်လို့လည်းထောက်ပြထားပါတယ်။ဒါအပြင်တရုတ်နဲ့ပတ်သက်ပြီးတော့သုံးသက်လေ့လာချက်တွေကိုအထူးပြုရေးသားထားပါတယ်။တရုတ်ကိုရန်သူအဖြစ်သတ်မှတ်ဖော်ပြတာမျိုးမဟုတ်ပေမဲ့ရှုပ်ထွေးပြီးတော့ရေရှည်ရင်ဆိုင်ရမယ့်စိန်ခေါ်မှုတစ်ခုလို့တရုတ်နိုင်ငံကိုပြောဆိုထားပါတယ်။တရုတ်ဟာရုရှားနဲ့ပူးပေါင်းဆောင်ရွက်မှုတွေရှိပြီးတော့အီရန် မြောက်ကိုရီးယားတို့နဲ့လည်းနှိစက်ပတ်သက်မှုရှိတဲ့အတွက်အထူးသတိထားရမယ်လို့ဆိုထားပါတယ်။မေလ31ရက်နေ့ညနေပိုင်းနောက်ဆုံးရသတင်းတွေကို TM Media ကတင်ပြပေးနေတာဖြစ်ပါတယ်။